မနေ့ကဦးလေးကိုလာခေါ်သွားတာကလက်နောက်ပြန်ဂျိုးတုတ်ပြီးတော့ခေါ်သွားတယ်ခေါ်သွားပြီးတော့ရွာမှာပဲပြတ်တက်လိုက်တယ်စစ်စစ်မင်းမြန်းစရာရှိတယ်ဆိုပြီးခေါ်ပြီးတော့ရွာအနေအောင်မထွက်သေးဘူးတပ်လိုက်တယ်ပြည်သူတွေကဒီလိုမျိုးအကြောက်တရားဝင်သွားပြီဆိုရင်ဒါစကားစချိန်လန်းနေပဲသွားနေမှာဆိုရင်ကျွန်တော်တို့ကဘာကြောင့်တော်လိုင်းလေးလောက်ရတာလဲလက်နဲ့ကင်ထားပြီးတော့ဒီလိုမျိုးလှုပ်ရှင်လာလှုပ်ပြီးတော့သတင်းအစားအသောက်ဖြောက်ပြီးဘာသတင်းမှမတက်တာမျိုး ဒီလူတို့တရားကိုဒီလူမျိုးစားဖြောက်လိုက်တာမျိုးလုံးဝမဖြစ်တင်တာ။ဘာပြောချင်လဲဆိုတော့ဒါကြီးကဒီလူမျိုးဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်တို့ဒီနယူတော်လိုက်လုံးနေတဲ့ကောင်းတဲ့အကောင်လုံးဟာအိမ်ပြားဖို့လည်းမသေးကြဘူး။ပြန်ရရင်လည်းဒီလိုလက်လက်ကန်ကောင်းရင်လည်းစားစားနဲ့ဆိုးတဲ့စနစ်နဲ့ကျွန်တော်ကြုံရတော့မှာ အားလုံးပဲမင်္ဂလာပါခင်ဗျာမကွေးတိုင်းဒေသကြီးကံမမျိုးနယ်မှာကြားမကောင်းသည့်သတင်းတစ်ခုကနယ်မြေဒေသတစ်ခုလုံးကိုတုံ့လောက်စေခဲ့ပါတယ်။နိုဝင်ဘာ15ရက်နေ့ညနေ9:00ခန့်တွင်ကြောက်ဆောင်ကြီးရွာမှာအသက်82နှစ်အရွယ်တက်ကြီးပိုင်းမျိုးသားတဦးဖြစ်သူဦးကုံငယ်အသက်ခံခဲ့ရတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ကိုမြောင်ခင်ဗျာကိုမြောင်ရဲ့ဦးလေးတော်သူဦးကုံငယ်ပေါ့နော်မကွေးတိုင်းကဒါကြောက်ဆောင်ရွာမှာ မွေမှာစငိုင်းနေရ PDF တွေကဟိုဖမ်းခေါ်သွားပြီးတော့ဟိုရွာထိတ်မရောက်ခင်မှာပဲပြစ်တက်ခံရတယ်ဆိုပြီးဒါဟိုကိုမြအောင်တင်ထားတာတွေ့ပါတယ် Facebook မှာဆိုတော့ဒါနဲ့ပတ်သက်ပြီးသိချင်တာပါအဲ့ဒါဟိုဖြစ်စဉ်သေးသေးပေါ့နော်ဘလို့ဖြစ်တယ်ဆိုတော့အရင်ဆုံးရှင်းပြပေးစီဖြစ်စဉ်ကအင်းဒီညနေကကျွန်တော်ကိုရွာနေပြီးတော့ဖုန်းခေါ်တာတခါမှမခေါ်ဘူးပေါ့ပါလေကျွန်တော်ငငယ်ကကိုရင်တော့ဝတ်ဘူး ဒါလောက်ပဲရွာလူနေစုံမှုလာပြီးတော့အဲ့ဒီဦးလေးကတော့ရန်ကုန်အမြင်လာလေတယ်ဆိုတော့သူနဲ့တော့အမြင်စုံတယ်ပေါ့နော်သဘောကောင်းပါတယ်ဦးလေးတို့ကဒါညီကိုနှစ်ယောက်ရှိတယ်သူတို့အမွားလေးမွားလေးဆိုတော့ဒါရုပ်ချင်းတပုံစံလေးတယောက်ကရန်ကုန်မှာရှိတယ်နောက်တစ်ယောက်ကကျတော့ဒါကမ္မမျိုးနဲ့ဒါကြောက်ဆောင်ရွာမှာသူကအရင်ကစပါကိုရုံပါညာသူအဲ့အလုပ်လုပ်တယ်ပြီးတော့သူဟိုအမျိုးတွေကသူ့သမီးတွေကတော့ဒါစာလုံးမှာအလုပ်လုပ်တယ်ပေါ့သူ့ကိုပြန်ထောက်ပံ့တယ်ပေါ့နော်အဲ့တော့အနေထားကဘယ်လိုလဲဆိုတော့မနေ့ညနေကကျွန်တော်ဖုန်းဝင်လာတော့ကျွန်တော်ခိုင်လိုက်တော့ရွာဖုန်းဖြစ်နေဖြစ်နေတော့ ဒါတဲ့ဟိုဒါဒီဘက်ဟို PDF နေနဲ့နီးစက်သက်ရှိရဆိုပြီးတင်းတင်းကြလို့ပေါ့လာကူညီတောင်းတာပေါ့တောင်းလေးကိုတော့ဒီမှာ PDF အကဖမ်းသွားတယ်ပေါ့ဒါပေမဲ့အခုတိရတာကလည်းဟိုပြစ်တက်လိုက်ပြီလို့ပြောတယ်ပေါ့နော်အဲ့လိုမျိုးပြောတော့ကျွန်တော်ကပထမတော့ဥက္ကုငယ်ဆိုပြီးနာမည်ကြားတော့ဒီတိုင်းပဲတော့သူတွေ့ရသားကိုသုံးတယ်တင်လို့ဥက္ကုငယ်သုံးသားပြီလားလို့မေးလိုက်တယ်ဘာကြောင့်လဲဆိုတော့ဒီကာလကလည်းအကုန်လုံးကနှုတ်ဆက်နေတဲ့ကာလဆိုတော့အဲ့တော့အဲ့မှာတင်းစက်ချခြင်းပဲ PDF လို့တင်းကြလိုက်တော့ကျွန်တော်အမှဖြစ်နိုင်ဘူးဒါစကားစအယောင်ဆောင်ပြီးပဲလာပြီးတော့လာတက်တာလားပေါ့နော်ကိုကတော့အဲ့လိုမျိုးတွေးလိုက်တယ် ပြေးလိုက်တော့မဟုတ်ဘူးရွာကနေပြောတာ PDF PDF ဆိုတော့ကျွန်တော်ကဘယ်အပိုင်းမှလည်းကျွန်တော်မသိဘူးကျွန်တော်ကလည်းကျွန်တော်တစ်ခေါက်ပဲကျွန်တော်ကအလဲရောက်ခုတာကျွန်တော်ခုနကတည်းကကျောင်းသားဘွားတော့အဲ့တော့ဘလို့ဖြစ်တာလဲဖြစ်စဉ်ကိုမေးတော့ညနေ9နာရီလောက်ကအာလူ6ယောက်ပေါ့ PDF ဘက်တစိန်နဲ့6ယောက်စိုင်းကယ်3သိန်းနဲ့လာတယ်လာတဲ့အချိန်မှာဦးလေးကရေချိုးပြီးတာစအဲ့မှာခေါ်တယ်အာဒါစုံစမ်းစစ်ဆေးရရှိရဆိုပြီးဖုန်းလေးလုံးသိန်းနဲ့ကြာသိန်းပြီးတော့ဦးလေးဖြစ်သူကိုလက်ပြန်ကြိုးတုတ်ပြီးတော့ခေါ်တာရေချိုးခေါ်ဆောင်တာတော့မဟုတ်ဘူးခေါ်ဆောင်ပြီးတော့ရွာထဲမှာတနက်တနက်ဖြတ်ကြားတယ်ဆိုပြီးတော့ဖြစ်တာဖြစ်တော့နောက်ပိုင်းကျတော့ဦးလေးရဲ့ဓာတ်ပေါ်ကြီးကိုရွာထဲမှာတွေ့တယ်ရွာလေကောင်မှာ ပြောမယ်ဆိုပထမတော့အဲ့ဟိုလုံးချံတက်ဖြတ်သွားတဲ့လူတွေကစောင်းထုံပေးခဲ့တယ်ထင်တာမဟုတ်ဘူးရွာသားတွေကဒီတိုင်းကြည့်မကောင်းလို့စောင်းနဲ့ပတ်ပေးခဲ့တာတက်သွားတော့မှမျက်နှာပွင့်ထက်တန်ရဆိုတော့ကျွန်တော်တို့ကဒါကျွန်တော်လေးလက်နက်ကင်လုပ်ခဲ့ဘူးတယ်နိုင်မမကြီးရဲ့ပြင်အားကိုလုံးကြီးရှော့ကန်ရဲ့ပြင်အား555ရဲ့ပြင်အား7.62ဒါချင်းမုံရဲ့ rifle ရဲ့ပြင်အားကျွန်တော်ကောင်းကောင်းနားလေအဲ့တော့မျက်နှာကိုတဲပြီးပြတော့မျက်နှာပွင့်ထွက်လာတာ5.56 M16 လို့ဟာမျိုးနဲ့ပြစ်သွားတာ ပြစ်သွားတော့တလက်တန်နဲ့ချက်မှာမျက်နှာပွင့်ထွက်တိုင်းရတော့တွေ့တယ်ဒီနေ့မနက်လင်းအားကြီးမနက်6နာရီမှာပဲတကြိုလိုက်တယ်ပေါ့နော်ကိုလေးကိုကြောက်ကြွားလေးကြောက်တာဟုတ်ကြောက်တယ်ဆိုတော့ကျွန်တော်အနေနဲ့သိချင်တာဟိုပေါ့ဒလန်ဆိုပြီးတော့သူတတ်မှတ်ပြီးတော့တတ်တယ်ဆိုရင်အချိုးချောင်းခိုင်လုံတာရှိရမယ်ကျွန်တော်လည်း UG ကဖြတ်တန်းလာတယ်ကောင်းနေပဲအချိုးချောင်းကဘာတွေလဲဆိုတော့တတ်တယ်နဲ့တကွာနော်ပြီးတော့ဒလန်ရှင်းနေကြောင်းစာထုတ်ပြန်ခြင်းအဲ့လိုမဟုတ်ရင်ဒါအပြည့်မဲ့ပြည်သူတယောက်ကသာတတ်တာပဲအချိုးချောင်းခိုင်လုံတာမရှိရင်အခုကတရင်ကိုဟိုဒီတရက်ခင်ရရင်းလေးကိုသွားမေးတော့လေ သူတို့မသိပါဘူးမြေမြေချင်းချင်းရှုပ်ထွေးရဆိုပြီးလုံးချသွားတယ်။အဲ့ဒီဘက်ကတာဝန်ရှိသူကတော့ဒါလင်းုံဆိုပြီးရောကျွန်တော်သိရတယ်။သူ့အကောင့်ပါစင်နယ်အကောင့်စာဖို့တော့လည်းမပြန်ဘူး။အဲ့တော့သတင်းဒါနာတွေကလာမေးတော့ရှိရကျွန်တော်ဒါဒီလေးတော့ကျွန်တော်ပြန်ပြောပြကျွန်တော်လည်းတောက်လျှောက်စုံစမ်းနေရအဲ့တရင်ပဲဖြစ်နေတယ်ပေါ့။အဲ့မှာပကပနဲ့အဲ့တရင်ကလည်းတူတူပဲလို့ပြောတယ်။သူပူပေါင်းပြီးရောပဲအများအတူတူသွားတူတူလာနေကြရဲဆိုတော့ပြောမယ်ဆိုဒီရွာတွေကသူ့အမြဲဖြတ်သွားဖြတ်လာလုပ်လို့ရတယ်။စိတ်ချတယ်ရွာတွေ။အဲ့ဒီရွာမှာအပြစ်မဲ့ပြည်သူဒီလိုမျိုးခေါ်ပြီးတော့ဒီလိုမျိုးရွာလူတွေအကုန်လုံးကြောက်တရားရအောင်တပ်ပြလိုက်တော့ဒါမကောင်းဘူးပေါ့နော်။ပြီးတော့ကျွန်တော်ဆိုလဲဒါဟို ကျွန်တော်ဖော်ဆောင်နေတာကကျွန်တော်2020မှာလေတက်မှာငင်းစားယူပြီးတော့ကျွန်တော်ဖော်ဆောင်နေတာကကိုအလုတ်ကိုလုတ်ပြီးတော့ကိုစီးပွားရေးကိုလုတ်ပြီးတော့ရားလိုင်းဝင်နေပဲထောက်ဖို့ရအောင်လို့ကျွန်တော်အကျိုးစားနေတဲ့လူတယောက်သူများစီအောင်ခွေလူခံပြီးတော့ပြန်လူနေတဲ့လူမဟုတ်ဘူးကျွန်တော်အဲ့ဟိုပေါ့နော်အဲကာထာကိုကျွန်တော်ဖော်ဆောင်နေတယ်အလုတ်လုတ်ရမယ်တထဲမှမရှိတော့အလုတ်လုတ်ရမယ်ရားလိုင်းဝင်နေတမာစီးပွားကြာကြာပြန်ပြီးတော့ထောက်ဖို့ရမယ်ထောက်ဖို့လည်းမြေပြင်ကိုတိုင်းထောက်ဖို့ရမယ် financial ကြီးကတသိမ့်သွားတာလို့ကျွန်တော်မလုပ်ချင်ဘူးအဲ့ဖော်ဆောင်နေတဲ့လူတယောက်ရဲ့ဥလိမာဒီလိုဖြစ်နေဆိုတော့ကျွန်တော်ပြောမယ်ဆိုစိတ်မကောင်းဘူးတော်တော်ကြီးဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဥကုငယ်ကိုလာပြီးတော့ ဟိုမင်းများစရာစစ်စစ်စရာရှိလို့ခေါ်တဲ့ခါမှာအိမ်မာကဘယ်သူတွေရှိလဲမိသားစုဝင်တွေอ่ะအိမ်မာမိသားစုဝင်သူ့ရဲ့အမျိုးသမီးရယ်သမီးတယောက်ကပြန်ရောက်နေတယ်လို့ကြားတယ်အာအမျိုးသမီးကတော့အခုရှောင်နေတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်အဲ့အဲ့သူတို့တခုခုပြောလာစစ်စစ်ဆရာရှိတာအပြင်ဟိုဘလို့အကြောင်းကြောင်းပါတယ်ပြောတယ်ကုလရလည်းတက်က87ရှိပြီလေအခုတေချာစင်းသား87အရွယ်မှာနောက်ဆုံးဘလို့ပဲပြောပြောရရွာလူကြီးပဲဖြစ်ဖြစ်ဘလို့လုံနိုင်တော့မှလည်း87ဆိုတာနားပြီလေသူလုံတယ်လည်းအကုန်လုံးနားပြီသူ့သမီးထောက်ပံ့တဲ့အားလေးနဲ့သူစားပြီးတော့သူအေးလေးလူနေနေ87ရွယ်ဆိုတာဟိုကျွန်တော်ပြောပြရင် အေးလူဖြစ်နေပြီဗျာဒီရမှာအဲ့လိုမျိုးအယူအမှဒီလိုမျိုးလက်ပြန်ကျိုးလဲတုတ်တယ်နောက်ဆုံးပြောရမယ်ဆိုရင်အသာစီလိုက်တဲ့လူတယောက်ကိုကျွန်တော်တို့မှာအဲ့လိုမျိုးချုံတော်မီတာစီပါမျိုးမရှိဘူးလက်ပြန်ကျိုးတုတ်ဖို့မပြောနဲ့ပါတော့အဲ့လိုမျိုးမရှိပါဘူးဟုတ်အဲ့တော့ဒီမကွေးတိုင်းတရက်ခရိုင်ကံမမြို့နယ်ကြောက်ဆောင်ရွာပါတော့အဲ့တော့ဒီရွာဒီကွင်းကဟို PDF ထိန်းချုပ်တဲ့ရွာလို့ပြောလို့ရလားပြောလို့ရတယ်စကားစားရှိတာဒီတရွာကျော်နည်းနည်းဝေးတယ်ပြောတယ်ဒီရွာတွေကတော့ဒါ PDF အပိုင်နေမြေလို့ပြောလို့ရတယ်ပါတော့ PDF တွေကတော့အေးရွာလူတွေကလူတယ်ပြီးတော့ဦးလေးဟာရွာမြန်နှဖုံး တော့မျက်နှာဘုံတော့သူဘလောက်သဘောကောင်းလဲသူအလုတ်လုတ်တာမှန်တယ်တိကျတယ်ရွာလူလည်းအကုန်လုံးသိတယ်ပြီးတော့တရွာလုံးနီးပါးလည်းအမျိုးတွေဗျာကျွန်တော်ကိုရင်သောဝိတာမတာတကြီးဦးတောင်းဆိုတာကျွန်တော်မှတ်မိတယ်တကြီးဦးတောင်းဆိုတော့ကျွန်တော်ရဲ့ဘာကြီးတွေပေါ့ကျွန်တော်ပြောရမယ်ဆိုဦးလေးအရွယ်ကြီးကကျွန်တော်ဘာကြီးလို့ခေါ်တာဟုတ်ဘာကြီးလို့ခေါ်တာဟုတ်အဲ့တော့ရွာအမျိုးကြီးဆက်လိုက်ကျွန်တော်ခုနတန်းမှာအသက်30ကျော်ကျွန်တော်တူပြန်ဖြစ်နေတာလို့ပါလို့ရှိရလေမျိုးမျိုးပြန်ဆက်လိုက်အဲ့တော့တရွာလုံးကမျိုးဗျာအဲ့ဒီမှာမှဒီလိုမျိုးလုံးကန်ရဆိုတရွာလုံးလည်းစိတ်မကောင်းဘူးဖြစ်နေတာပေါ့ဟုတ်ကဲ့အဲ့တော့ PDF ထင်းကျုပ်ရွာဆိုတော့ဟို စစ်ကောင်စီကတိုက်ပွဲဖြစ်တာတို့ဝင်တာတို့ဘာလို့အဲ့လိုရှိဘူးလားဒီရွာနဲ့ပတ်သက်ဒီကနေလက်နက်ကြီးနဲ့ထူတာတော့ကြားဘူးတယ်ဟုတ်ကဲ့ဟုတ်ဟုတ်ပြီအဲ့တော့ဟိုနည်းနည်းစဉ်းစားကြပါတော့ခုနကတော့ကိုမြအောင်ကပြောတယ်ဒါတော့ဒစိတ်ကတော့ PDF ဒစိတ်ပဲဆိုတော့ဟိုစဉ်းစားကြဥမာစစ်ကောင်စီနဲ့နီးလို့ရှိရင်စစ်ကောင်စီကဒီလိုမျိုးအထင်မြင်မအောင်လောက်တာမျိုးလားဒါမျိုးလဲတွက်စရာရှိရလေအဲ့တော့ရွာလူတွေတော့ကိုသိမအောင်သူတို့ကဘာပြောလဲอืมยัวလူတွေကတော့ဒါသူတို့မျက်နှာရကိုရင်းနှီးနေတော့ဒါ PDF လာပါလေလို့ပဲပြောတာยัวကပြောလဲဆိုရင်ဒါပြောမယ်ဆိုရင်အမူအရာတွေပြတ်နေတယ်ပြုတ်နေတယ်ဆိုရင်တော့ยัวလူတွေတည်တယ် အဲ့ရွာပညာတတ်များတယ်များတယ်ဦးလေးကလည်းပညာတတ်ပဲပညာတတ်ဆိုတော့သူတို့ကထိလိုက်တာနဲ့ဒီလူကဘာလို့ဘာလို့ဘယ်ပိုင်းကလာလဲဆိုတော့သူအကုန်လုံးသိနေကြတာပြီးတော့သူအဲ့လိုမျိုးရဲဘိုးဝင်ပြောနေအောင်လို့အဲ့လူတွေကသူကမြင်သားဘူးကြီးတာဗျဟုတ်မဟုတ်အဲ့တော့ဒီရွာမှာအဲ့လိုအရင်ကဖြစ်ဘူးလားအဲ့လိုမျိုးဒလန်ရှင်းလင်းလို့စသည်ဖြစ်ပေါ့လေအဲဒီကမ္မအပိုင်နဲ့ပေါ့နော်ဒီကျောက်ဆောင်ရွာတော့မဟုတ်ကမ္မပိုင်နဲ့မှာတော့ကျွန်တော်မနက်ကဒါစကားပြောမိလိုက်တာ ဟိုရွာသား၄ယောက်နဲ့ဘုန်းကြီး၃ယောက်လားမသိဘူးဘယ်လိုလဲမသိဘူးအဲ့အားလဲအဖမ်းခံရဘူးတယ်ဖမ်းခံပြီးဘုန်းကြီးတွေကိုဒါလူဝင်လဲပြီးတော့အဲ့အပိုင်ကနေပဲခေါ်သွားပြီးတော့ကြောက်သွားတာခုဒီသတင်းစာနာမရဘူးပြောဒီတိုင်ကြီးကလည်းဖြစ်မှာဟိုကပြန်သွားလောက်ချံရေးပါညာဆိုပြီးတော့အေးပြန်သွားဆိုတဲ့ဒါတော်လိုင်းတမားတရားကိုလောက်ချံမှုတယ်လို့တရားအတိအကျခိုင်မှာရတာလေရတာလေကျွန်တော်အသိပူတာကဖြူသူတွေကဒီလိုမျိုးအချောက်တရားဝင်သွားပြီဆိုရင်ဒါစကားစချိန်လမ်းနေပဲသွားနေမှာဆိုရင်ကျွန်တော်တို့ကဘာကြောင့်တော်လိုင်းလောက်ရတာလဲကျွန်တော်တို့ဒီမနေ့ဆိုကျွန်တော်တော်လိုင်းနားချိန်လေးကြီးကျွန်တော်တော့ဘောပေါ်လာပြီ ဘာလဲဆိုကျွန်တော်လုံးနေလို့မှန်ရင်လားလို့ကျွန်တော်ပြန်ပြီးသင်ခဲ့ပြန်ဝင်လာပြီလေ analyze လည်းပြန်လုပ်ရတယ်ကိုကစိတ်ပင်ရေလောင်းနေပြီလားပေါ့အဓိကပြောချင်တာကျွန်တော်ဆိုတာ MOD အောက်ကတရင်နေကောအဲ့ဒီအပ်ပြီးအကုန်လုံးကျွန်တော်မျှတာပဲလှူတယ်ရေကလှူတဲ့အပိုင်းကိုကျွန်တော်ပို့ပြီးလာအောင်ကျွန်တော်မျှတာတာပေးတယ်ဒါရေကဆိုတဲ့အတွက်ဒါပြောရမယ်ဆိုရူရှားစစ်ကြောင်းကောအထိုင်းစစ်ကြောင်းကောအကုန်လုံးကလိုအပ်တယ်မတိုက်တဲ့စစ်သားတယ်စားရမှာပဲတိုက်တဲ့စစ်သားတယ်စားရမှာပဲအဲ့တော့မျှတာပဲကျွန်တော်အကုန်လှူပြတယ်လှူပြတယ်ဆိုဒီလိုမျိုးကြီးဖြစ်လာတဲ့အခါကျတော့ဒီတပ်မဟာဟိုပါပေါ့စစ်တပ်သားကြီးတဲ့ဟိုတရက်ခိုင်တရင်လေးကလူတွေကဘလို့မျိုးဥပဒေနဲ့ သွားနေလဲဒါဒါကုညီမုံတို့လည်းမေးရပါဘောနော်အနေထားဟုတ်ကဲ့ဟုတ်အဲ့တော့တရက်ခရိုင်တက်ရင်လေးအပိုင်ပေါ့အခုဒီဒီဖြစ်တာဟုတ်ပါတယ်ခင်ဗျဟုတ်အဲ့တော့ matrix စစ်တွေတအောင်ပါဆိုတော့ကိုပြောင်းသွားတာဆက်သွယ်တယ် Facebook ကနေဆက်သွယ်လို့လည်းသိရတယ်အဲ့တော့ဘလို့အကြောင်းပြန်လဲဘာတွေပြောလဲအဲ့ဒါလည်းနည်းရှင်းပြပေးပါဘလို့အကြောင်းပြန်လဲဆိုပထမစာပြီးတော့ okay စကားလေးပြောချင်လို့ပါဆိုပြောပြရတယ်လို့မျိုးပေါ့နော်ပြန်တယ်ပေါ့ဒါသူကဒိုးတိုးပြန်လာလဲဖြစ်မှာကဒါကျွန်တော်ကဖြစ်တွေ့ပါတယ်အဲ့တော့အကုန်လုံးဒီသတင်းဒီဒီပြောလိုက်တဲ့အခါကျတော့ဘယ်ကလဲဘာလောက်တာလဲမေးတယ်မေးတော့ကျွန်တော်လည်း ိုဒေတာပြောပြပါတယ်ကျွန်တော်ဒါ2020နှစ်ဒီကိုကျွန်တော်ဒါ GDL လေးမှာကျွန်တော်တာဝန်ထမ်းဆောင်ဦးတယ်ပြီးတော့ကျွန်တော်ထွက်တယ်ထွက်ပြီးတော့ကျွန်တော်ဒီမှာတနင်္လာနေ့ထောက်ဖို့လုပ်နေတယ်ဘယ်လဘယ်နှစ်ကတော့ဖြစ်နောက်ဆုံးဒီမှာ MOD အောက်ကိုကျွန်တော်ထောက်ဖို့လုပ်ပေးနေတယ်အဲ့ဒါလေးလဲ certificate တွေလည်းကျွန်တော်ပို့ပေးလိုက်တယ်စလစ်တွေကိုလည်းပြောမယ်ဆိုရင်တောင်းနေတောင်းနေဒါမတွေ့ရတဲ့ခါမှာကျွန်တော်နားလည်မှုလွဲမှာဆိုလို့ကျွန်တော်အနေနဲ့ကအငင်းရှင်းအောင်လို့ဒါအရင်ဆုံးပြရမယ်ဖြစ်တယ်ပေါ့နော်သူကကြောက်လို့လည်းမဟုတ်ဘူးကျွန်တော်ပြတာကျွန်တော်ထောက်ဖို့ပေးတယ်အဲ့ဒီအနေထားမှာဘယ်လိုဆက်ဖြစ်လဲဆိုတော့ ာကိစ္စဖြစ်လဲပေါ့ဘာကိစ္စဖြစ်လဲကျွန်တော်ကာနာနာအကောင်လုံးကျွန်တော်တင်ထားတဲ့ post တွေအကောင်လုံးပြလိုက်တဲ့ခါကျတော့ဒီသတင်းမျိုးကိုကြားမိတာတူမှမရှိဘူးပေါ့မြေပြင်ကလည်းရဲရှုပ်ထွေးနေရဆိုတော့အတီးပြုတ်ကိုခတ်ခဲတယ်ပေါ့ဗျာအဲ့ဒါပြောပြီးတော့ဒါအခုဒီထောက်ဖို့နေတဲ့ရည်တည်နေရကိုနှီးစားပါတယ်ဆိုပြီးတော့အဲ့နောက်မှကျွန်တော်ဘာဖို့ဖို့သူစိတ်ဖြစ်တယ်ဝင်ကြည့်တယ်ပေါ့အเจ้าမပြောင်းတော့ဘူးအเจ้าမပြောင်းတော့အဲ့လိုရှိတယ်ဟုတ် အဲ့တော့ကိုမြောင်ကဟိုပပါဆက်လုံးမလဲဟိုဘက်ဝန်ကြီးဌာနတိတင်မှုရှိလားသူတို့နဲ့ဆက်သွယ်ဖို့ကျွန်တော်ကလည်းဒီဘက်မှာကမင်းဆောက်ဆိုတာကိုသိရတဲ့အတိုင်းပဲအကုန်လုံးနိုင်ငံရေးတော်လိုင်းသမားတွေကအကုန်လုံးတူတူရှင်တွဲနေတိုင်းကြရဆိုတော့ဒီကိစ္စမှာခံပြန်ဖြစ်နိုင်တယ်ကျွန်တော်ညီတွေညီမတွေပြီးတော့ဟိုအဲ့အဖွဲ့အစည်းတွေကတော့လာပြီးတော့ကျွန်တော်ကိုပြောတယ်သတင်းမေးတယ်သူတို့တိုင်စားသူကိုယ်တိုင်ရေးတယ်ပို့ပေးတယ်ပြီးတော့တခြားသတင်းဌာနတွေကဝိုင်းကူတယ်ဒီတိုင်းအိမ်ဟို အာဆင်နယ်လေးရလိုက်ပြီးကူညီပေးနေတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဒီသတင်းတော့အကုန်လုံးလိုက်နေကြတယ်ပြီးတော့ဒီလိုပဲဟိုဒီတစ်ဖက်သေးသားချင်းတွေကလည်းကျွန်တော်ရန် UNG ကိုဝေဖန်လို့ဆိုပြီးတော့လောင်တယ်ပြောင်တယ်ဟာဟာတွေပြေးတယ်စကားစကားကြတော့ဒီကျွန်တော်ပြောတဲ့ဟာကိုဟာဒီကောင်ကြီးကတော့ဖြင့် PDF ကိုထောက်ပို့လို့ PDF ကသူ့မိသားစုကိုပြသတာအခုတော့သိပြီမလားဆိုပြီးဝါရဖြတ်ဟာတွေကလိုင်းပေါ်တက်လာသေးတယ်ရှုပ်ထွေးနေရပေါ့သတင်းဟိုအချိန်လေးကတော့ကျွန်တော်ဒီဟာကိုကျွန်တော်ပတ်ပြုံမချပြလို့မရဘူးအကိုဘာကြောင့်လဲဆိုတော့ဒီလိုမျိုးကြီးဖြစ်နေရအဲ့ဘက်မှာတော်တော်များနေပြီပြောတယ်ကျွန်တော်မှန်ရည်ထဲမှာလည်းလာပြောသလိုကျွန်တော်ကို ပါစနလီယာသူလှလှမ်းပြီးရောမက်ဆေ့ပို့ပြီးရောသူတို့အကိုတွေသူတို့အဖေတွေလည်းအဲ့လိုမျိုးတတ်ခံခဲ့ရကြအောင်ပို့ထားတဲ့မက်ဆေ့တွေရှိတယ်။ဒါပေမဲ့အကောင့်တွေကကျွန်တော်လည်းအတီးပြူနိုင်ခြင်းမရှိသလိုဒါဒီ line ပေါ်တင်လဲပို့ရှုပ်ထွေးမှုကဖြစ်လာမှာ။အဲ့တော့အဓိကအကြောင်းရင်းဟာဒီကိစ္စဒီလိုဖြစ်သွားတယ်။သူအနေနဲ့တာဝန်ယူမှုတာဝန်ခံမှုအနေနဲ့ဒါကိုဘယ်လို official announce လုပ်မလဲ။ပြီးတော့ဒီလူဟာဘာကြောင့်သူတို့စီလူစီရင်ရတယ်။ဒါဆိုရင်ဒီအရာတွေကိုမထုတ်ပြန်သေးရတော့ကျွန်တော်တို့မှတန်လျာဟိုရှိပိုင်မရှိတယ်ပေါ့နော်။တန်လျာရှိပိုင်မရှိရ။ဒါဟာဟိုဦးလေးနဲ့လုပ်ငန်းတူတယောက်ယောက်ကပဲငွေပေးပြီးတတ်ခိုင်းတာလား။ ဒါလည်းသူကြီးရိုးစွတ်တာလားပေါ့ဒါမှမဟုတ်လဲဒါတိုးနဲ့အကြောင်းစုံတွေကညှိထားလို့ဒီလိုမျိုးလုပ်တာလားပေါ့ဘာကြောင့်လဲဆိုတော့ကိုစဉ်းစားကြည့်အသက်80နှစ်အရွယ်မှာကျွန်တော်တို့ဒီဘက်အဲ့ဒီကဘိုးဘွားကြီးကပူဆိုးတယ်ဖျားရရလည်းလုပ်တော့တာလေသေးသေးကိုဒါပတိပဲစိတ်နေလူတွေဒါဟိုကျွန်တော်ဘိုးဘွားဆိုတာဟိုပြောလို့ပြောမဟုတ်ဟိုဟိုကျွန်တော်တို့ကောင်မျိုးတော်မှမနဲ့ဆိုရင်ဒါပထမတရားနာပြီးမှနိုးလာတာအင်းလာနေတဲ့ညီကိုကြီးဆိုအန်အောလို့အမြဲတမ်းအဲ့လိုကောင်တွေအဲ့လိုကောင်တွေဆိုတော့ဒီလိုမျိုးကြီးလုပ်တာကိုတော့ကျွန်တော်တို့ကလက်တင်မခံနိုင်ဘူးပေါ့ဗျာပြည်သူတွေအနေနဲ့ဘယ်သူအားကိုးရမှာလဲပေါ့အဲ့လိုအနေထားဖြစ်သွားနိုင်တယ် ။ဘာသလုံးလဲဆိုတော့ကျွန်တော်အခုတို့ဌာနကိုရှိတယ်။ကျွန်တော်ကဖြေဖို့တို့တို့မှကြာနေရပါတော့။ပြီးတော့သူတို့အချိန်မှရှိရင်အင်အား80 80ရှိတယ်။ပြီးတော့မှဒါသူကွင်းစိမီလေးလာရင်သူစင်းနေတာလည်းရ။ရကြေးရွာကြီးကလူငယ်တွေစုပြီးတော့ဒါစင်းပြတယ်ပေါ့။ဒါ MOD ကိုပြန်ပြီးတော့ဒါစင်းပြတယ်လူမနေရောက်တော့ရှိပါတယ်ဆိုပြီးတော့ပြောမယ်ဆိုရင်ရွာသားခဏငားနေပုံလည်းပေါ့ဗျာ။လူ80ဟိုနောက်တော့80ရှိတဲ့ ရင်းတစ်ခုကဒါအဲ့လောက်အလုံးမရှုပ်ပါဘူးနော်ကိုကျွန်တော်တို့လည်းထုံးနေနေခဲ့တာပဲလေနော်ဒါဘယ်လိုမျိုးကြီးလှုပ်တယ်သတင်းတွေကဘယ်လိုမျိုးဗက်ဆင်းတွေအားနေရနေလဲဆိုကိုကိုလည်းသိတာပဲအဲ့ဒီနေထားမှာသူတို့ကဒီနေ့ဒါလမ်းမိုင်းလမ်းမိုင်းကိုသူစစ်ဆေးနေတယ်ပေါ့အဲ့လိုပုံစံလေးတင်တယ်ခေတ်ကလည်းတင်လာတယ်တင်လာဆိုကျွန်တော်ထင်တာသတင်းကိုဟထားတယ်ပေါ့ဗျာသတင်းကိုလုံးချနေတယ်ပေါ့ဒီအဖွဲ့တွေအလုံးလုံးနေကြတယ်ပေါ့နော်အဲ့လိုပုံစံမျိုးကျွန်တော်မြင်နေမြင်တာမှကျွန်တော်ကိုကိုဝင်မြင်တာဟုတ်ပြောမယ်ဆိုရင်ကိုကိုတိုင်းမြင်မြင်မလှုပ်ရှားပဲနဲ့ ဒီတိုင်းနေတဲ့လူဆိုရင်တော့သူတို့လုံဆောင်ချက်တွေဘယ်သိမလဲကျွန်တော်တို့ပြင်မနက်6နာရီဆိုရင်သူတို့စပြီးဘာလုပ်ရလဲဖက်ဒိတ်ကဘယ်ချိန်လောက်ဆိုသိရတာသမီးကတော့ပြင်ဘယ်တော့စားတယ်ဘယ်ချိန်တန်းဖြုတ်တယ်ဒါတွေအကုန်လုံးသိတဲ့ကောင်ဆိုတော့ဒီတော့တွင်းကာလာကြီးအခုမှတရေထုတ်ပြန်တဲ့ကောင်တွေဆိုတာတတ်တတ်မှာဒါဟိုပြောမယ်ဆိုရင်ဟိုအားရနေရတဲ့ကောင်တွေဗျာတတ်တတ်လည်းမျက်နှာပေးစင်ခံရတဲ့ကောင်တွေဒီတရေထားတာပေးစုခိုင်းတဲ့ကောင်တွေကအဲ့ကောင်တွေက reply မလုပ်ဆိုဒါ something တော့ round နေပြီပေါ့နော်ကျွန်တော်သိတယ်ပေါ့အမှန်ဆိုဒါမှမဟုတ်ဘူးကိုကြီးကျွန်တော်အဲ့တုန်းကဘာကြောင့်ဘယ်အတွက်ကြောင့်ဘယ်လိုဖြစ်လို့ကျွန်တော်စီရင်လိုက်ရတယ်ဒါမှမဟုတ်ဘူးကိုကြီးကျွန်တော်တို့ဒီမှာစစ်ဖြစ်နေလို့ ျွန်တော်မအားလို့ပါ page မှာဘာမှမရှိဘူးအဲ့လိုလည်းမဟုတ်သူကတာတာရာနဲ့လမ်းပိုင်းနေတော့မှလိုက်ပြီးစစ်နေနိုင်နေတာပဲဗျာကျွန်တော်ပြောကိုယ်တိုင်နိုင်ငံဒါကြီးအောင်လည်းရှင်းပါရနော်ဟုတ်ပြီအဲ့တော့အခုကြံခဲ့တဲ့ခုနဒီဥကုငယ်ရဲ့ဟိုဇနီးနဲ့နောက်တမီးလာနှစ်ယောက်ပေါ့နော်သူတို့ရဲ့လုံခြုံရေးရောအခုစိတ်ချရလားအဲ့အဲ့အတွက်ကိုဘယ်လိုမျိုးသိရလဲပိုပြီးရင်ဆိုင်မခံနိုင်စရာကောင်းတာကတော့အသက်ခံရသူဥကုငယ်ဟာအများပြည်သူကြားယဉ်နီပိတာဖြစ်တဲ့ရဲဘော်တအူးရဲ့ဦးလေးရင်ဖြစ်နေခြင်းပါပဲ ဤဖြစ်ရက်နှင့်ပတ်သက်၍အသက်ခံရသူဤသူဖြစ်သူကိုမြတ်အောင်သည်မချီတင်ခဲ့ပောက်ကွဲနေသောရင်ဖွင့်တံကိုဗီဒီယိုရုပ်တံမှတဆင့်တင်ဆက်ပြောကြားခဲ့သည်ဒင်းဤပြောပြချက်အရနိုဝင်ဘာ15ရက်ညနေပိုင်းတွင်ပတ်တစိအုံပြုထားသောလက်နက်ကင်လူ6ဦးသည်ဥကံငယ်ဤနေအိမ်တို့ရောက်ရှိလာခဲ့ပြီးအိမ်မှဖုန်းလေးလုံးကိုတင်းစီခဲ့ကာဥကုံငယ်အားဆိုင်ကယ်ဖြင့်ညှက်ဖမ်းခေါ်ဆောင်သွားခဲ့သည်ဟု သိရသည် PDF အမှတ်တစိနှင့်လူ6ဦးအိမ်ကိုလာတဲ့ အိမ်ကမိသားစုတွေထံကဖုန်းလေးလုံးသိမ်းနေပြီးတော့ပပဥကိုငယ်ကိုဆိုင်ကယ်နဲ့ညှက်ခေါ်သွားပြီးမှရွာလယ်မှာပဲမျက်နာကိုတီးပြီးပြစ်တက်ခံရတယ်ဟုကိုမြက်အောင်ကဖော်ထုတ်ပြောကြားခဲ့သည်။တနတ်တန်ကြပြီးနောက်ပိုင်း나이ပိုင်းကြာတွင်ရွာခံများတွားရောက်ကြည့်ရှုရ၌ဥကိုငယ်မှာမျက်နှာပွင့်ထွက်တန်ရာဖြင့်တေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်။အလောင်းကိုမကောက်ရဲပဲဆောင်ဖြင့်အုပ်ထားခဲ့ရပြီးနောက်တနေ့မနက်6:00နာရီခန့်မှသာဆွေမျိုးများနှင့်ရွာခံများကကောက်ယူတင်ကြ။တိုက်လိုက်ရကြောင်းသိရပါသည်။ တည်ဆုံးသူဥက္ကငယ်သည် NLD အစိုးရလက်ထက်ကရွာဤရမိရဖသဘောမျိုးခြေရွာလုပ်ငန်းများကိုကူညီဆောင်ရွက်ပေးခဲ့ပြီးနောက်ပိုင်းတွင်မူမိမိပိုင်လေယာဆိုင်ခင်းလုပ်ငန်းများကိုသာလုတ်ကင်နေသူဖြစ်ကြောင်းကိုမြတ်အောင်ကရှင်းပြသည်ဤဖြစ်စဉ်နှင့်ပတ်သက်၍ကမ္မနေအမည်တွင်စည်ရေးလှုပ်ရှားနေသောတရက်ခရိုင်တရင်လေးတို့မင်းမြန်ခဲ့တော်လဲရင်းတို့အနေဖြင့်မသိရှိကြောင်းနှင့်စည်ရေးရှုပ်ထွေးမှုများကြောင့်တရင်အတီးပြူရန်ခက်ခဲကြောင်းပြန်လည်ဖြေကြားခဲ့သည်ဟုကိုမြတ်အောင်ကဆက်လက်ပြောသည်ကျွန်တော်အသက်တော်ကိုထမရတော့တာအခုက ြောမယ်ဆိုရင်ဒီသတင်းတွေကျွန်တော်ဖြေနေရတော့မှမိသားစုဝင်တွေကကြောက်တယ်မိသားစုဝင်တွေကကြောက်တယ်ကိုယ့်ကိုကြိတ်ကြိတ်ပဲစုံစမ်းပါတော့ဆိုပြီးရောက်စားလေးလာတာကျွန်တော်ရောအဲ့လိုသွားလုံးလို့မရဘူးလေကျွန်တော်ကဒီဟိုပါပေါ့အမှန်တရားအတွက်ဟိုတိုက်နေတဲ့ကောင်တွေဆိုတော့ဒါဖြစ်သူအကုန်လုံးတီးမှရမယ်တီးမှဒီသတင်းကြီးကိုပြင်ပြင်ဒီမရရတဲ့အမှုကိုဖော်ဆောင်နေတဲ့ကောင်တွေကိုဖန်တင်တဲ့ပြည်တံပြန်စီရင်စီရင်မစီရင်ကျွန်တော်ချိဆက်လို့မရဘူးအကိုတော်လိုင်းရဒါကျွန်တော်ဦးလေးသုံးရမှာကျွန်တော်ဒီစကားပြောတာမဟုတ်ဘူးဒါပေမဲ့သုံးရတဲ့အခုအရင်ကသုံးရတော့ပို့ပြီးတော့နားလေသွားတော့ပေါ့ဗျာဒါတော့အမှန်တရားပဲ သူများရဲ့ဒီလိုမျိုးပြောနေရင်တော့ဒါဟာဒါဒလန်အကောင့်တွေလားစကားစားမဲ့ site ဝါထည့်ရလားကျွန်တော်ရှိနေတယ်။ဒါပေမဲ့ကိုယ့်ရင်းနဲ့အဆုံးကတော့ဟာဒီဦးလေးကြီးဟာဒါလည်းစုံကလေးကနိုင်ငံကြီးလည်းတခါမှမပြောဘူး။သူ့လို့သူလုပ်တယ်။အေးလူလူနေတယ်။သူတို့ရွာကိုသွားလည်ရင်ကျွန်တော်မှတသားဆိုလည်းမပြဝါသားဆိုလည်းမပြ။အကုန်လုံးဖူးလုံးလုံးနေရရဲ့အေဂျင့်တွေရွာအေးကြောက်ကောင်းတော့။အဲ့လိုရွာမှာမှဒီလိုမျိုးအသက်ခံရဆိုတော့ဟာလူတယောက်နေတော့အံ့ဩလာပေါ့ဗျာသိရလား။အဲ့လိုမျိုး တော့နောက်တစ်ခုကယွာကသူ့ရဲ့ဒီဥက္ကုငယ်ရဲ့ဘေးအိမ်ပတ်ဝန်းကျင်ယွာဟိုမိသားစုလိုဖြစ်နေမှာပေါ့ယွာဆိုတော့လေသူတို့ကရောဘယ်လိုထင်မြင်ချက်ပေးကြလဲဘာတွေပြောကြလဲမိသားစုမဟုတ်ဘူးခုနပြောလို့ပဲတရွာလုံးနေပါမျိုးတွေတို့ထင်မြင်ချက်တွေလည်းကျွန်တော်မရသေးဘူးအဓိကကကုလေးကိုလာပြီးတော့ပြည်တဲ့ကခေါ်ပြီးတော့စုံစမ်းရရှိရဆိုပြီးတက်လိုက်တယ်ဆိုပြီးတော့ထွက်လာအခုကျွန်တော်ရေဘူးရအားပြပဲစဉ်းစားမယ်ဗျာကုလေးကအဲ့ယွာမှာလုံးဝဟိုကထိမ့်မြသိမ့်မြရတယ်ဒလန်တင်းပေးပေးထားပါတော့ဗျာယွာသားလေးကိုနှိပ်စက်တယ်ဆိုရင်အပုန်းနဲ့အရင်ထွက်ပြီးမှအရှိခံရတာလေကျွန်တော်ဒါရေဘူးကဒါထုံးတယ် ဲ့အဲ့လောက်မှကျွန်တော်ကာကွယ်ရေးတပ်တွေက warning ဘဏ္ဍာကပေးတယ်ကျွန်တော်အနည်းဆုံးနှစ်ခါပေးပြီးမှရှင်းနေရှိတယ်ခင်ဗျားဒီလိုမျိုးဘယ်အတွက်ကိုရက်တိနေရရက်တော့နော်နောက်ဒုတိယအချိန်ပေးတယ်ဆိုတော့ဒါကြီးကုန်နေပါနဲ့ပေးမယ်ဗျာဒါတွေကရိုးပါတယ်ဒီကမှာကျွန်တော်လည်းဒါဖြတ်တန်းလာနောက်ဆုံးထိမ်းရတော့မှဒါရှင်းပါလေခုကအေးလူလူရေချိုးနေတဲ့လူတယောက်ဗျာပြီးတော့လာခေါ်လာတော့လေအသာကြီးတိုင်တော့လက်ပြန်ကျုပ်တော့သွားတယ်အဲ့ဒီမတိုင်ခင်လေအဲ့ရွာမှာနာမည်ဆိုစားဆားထွက်ထားတာမရှိဘူးနမေတို့နဲ့ရွာသူရွာသားတွေကိုသူနှိမ့်ဆက်နေရလဲတခုမှမရှိဘူးအသက်က90နှစ်တနည်းဗျာနှိမ့်ဆက်ဖို့နေနေတာတာ ဲ့လိုလူတယောက်ကိုခေါ်ပြီးကြည့်လို့ရှိရင်တော့ဒါဘာကြီးလဲအခုဟိုဒါကျွန်တော်ပြောတာရေဘူးအပြင်စဉ်းစားကြည့်ဟုတ်လားမဟုတ်ရင်ဒီဘက်ကိုဖုန်းဆိုင်ဟာကိုဟိုမင်းတို့ဦးလေးဟာဒါရွာကိုဒုက္ခပေးနေလို့စေချောင်းတွေကိုရွာထဲဝင်ခံနေလို့နော်အဲ့အားနဲ့ပတ်သက်ပြီးတော့ထောက်ပံ့ပေးနေလို့ပြည်တဲ့ကတော့လာရှင်းတာခံလိုက်ရပြီဆိုပြီးပြောမှာပေါ့ရွာသားတွေလေကျွန်တော်လည်းသူတို့မမြင်ဘူးသူတို့ကကျွန်တော်ကိုမမြင်ဘူးလေဒီရွယ်ကြီးကိုငယ်တော့ကမတစ်ခေါက်ပဲတွေ့ဘူးအဲ့လိုမျိုးပြောကြမှာပေါ့နော်ဝမ်းသာကြမှာပေါ့ခုကတရွာလုံးကပူသေးတော့ရောက်နေတာဗျာတို့မျိုးအလုတ်ခံရလို့ မြောင်ကိုနိုင်ကလည်းဒါဟိုနွေဦးတော်လိုင်းမှာဟိုပါခဲ့မှုတယ်အခုတော့ထောက်ပို့အနေနဲ့ရက်တည်တယ်ဆိုတော့အခုကိုယ့်ရဲ့ဟိုဦးလေးကုလို့ဖြစ်တဲ့ပုံမှာနောက်ဆုံးအနေနဲ့ပေါ့နော်ဘာများပြောချင်လဲကျွန်တော်အနေနဲ့ပါခဲ့မှုဆိုတာအခုထိလည်းကျွန်တော်ရှိနေရပဲနွေဦးတော်လိုင်းမှာပါဝင်လဲဆိုတာကိုကျွန်တော်ပြောတာလက်နက်ကင်မှာပါဝင်တာမဟုတ်ဘူးဗျာလက်နက်ကင်လာတဲ့ခက်ခဲတဲ့လမ်းစဉ်တွေရှိတယ်ကျွန်တော်အမှန်တရားပြောရရင်လက်နက်ကင်နဲ့ကောင်းတယ်ကောင်းလားအမှန်တရားပြောရလားပေါ့မပြောရဘူးလက်နက်ကင်နဲ့ကောင်းလို့ကောင်းတဲ့အကောင်လုံးကအမှန်တရားမပြောရဘူးဒါမှမသိရတဲ့ကျွန်တော်ကြောင့်အဲ့လိုမဟုတ်သိရတဲ့ကိစ္စလေးကျွန်တော်လုပ်ပြီးပြီအမှန်တရားလည်းကျွန်တော်တောက်ချောက်ပြောနေတယ် ဘာကြောင့်ကျွန်တော်တော်လိုင်းနဲ့မထွက်လဲဆိုတော့တော်များလည်းသိပါလေ။မှန်တယ်ပြောလို့နဲလို့။မှန်တယ်ပြောလို့များလည်းကျွန်တော်ထွက်မှာ။အေးလို့ပဲလို့ဆိုတော့အကိုရဲ့ကိုကိစ္စပဲကိုလိုပြီးတော့အချိန်ကုန်ဆုံးနေချင်တာလေ။ကိုကိုပဲချက်ပြီးတော့အချိန်ကုန်ဆုံးနေတယ်ဟာ။ဒါကြီးအစီအချုပ်ထဲမှာပါနေလို့ကျွန်တော်တော့မှဒီချုပ်ထဲမှာပါတော့ဖို့နေ့စဉ်နေ့တိုင်း၄ကမကကျွန်တော်စဉ်းစားတယ်အများရန်။အဲ့တော့ခုနပြောသလိုမျိုးဒီအချိန်နေပတ်သက်ပြီးတော့ဘာပြောချင်လဲဆိုတော့ဒီအချိန်နေကြီးကလုံးဝဖြစ်လို့မရဘူးအဲ့တိုင်းချက်ခွင့်လည်းမရှိဘူး။လက်နဲ့ကင်ထားပြီးတော့ဒီလိုမျိုးလုံးချင်လာလို့ပြီးတော့သတင်းအဆနာဖျောက်ပြီးဘာသတင်းမှမတက်တာမျိုးပြည်လူတို့တရားကိုဒီလိုမျိုးစားဖျောက်လိုက်တာမျိုးလုံးဝမဖြစ်တင်တာ။ ။ဘာပြောချင်လဲဆိုတော့ဒါကြီးကဒီလိုမျိုးဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်တို့ဒီနေ့တော့လည်းလုံနေတဲ့ကောင်တွေအကုန်လုံးဟာအိမ်များဖို့လည်းမသေးကြဘူး။ပြန်ရရင်လည်းဒီလိုလက်လက်ကန်ကောင်တွေနဲ့ဒီ live မလုတ်ခင်ပါတော့။လူတော့စောင့်နေတော့ဟုတ်နော်။ဒီ live မလုတ်ခင်မှာမနေ့ကသတင်းရောက်လာတယ်။နော်။ဒေါ်ရီဖုန်းလှန်ဆက်တယ်ပေါ့နော်။အာသူတို့ဦးလေးကိုသူတို့ဦးလေးအောင်ပေါ့သူတို့အကိုပေါ့ဒေါ်ရီဆိုတော့သူတို့အကိုကိုအာပြတ်တက်သွားတယ်ပေါ့ PDF တွေဆိုပြီးတော့စကားဆလာတော့ကိုက တည်တဲ့အတိုင်းပဲဒီတော်လိုင်းကြီးမှာဟိုကိုတင်းတလောက်ကူနေတဲ့လူကိုတိုင်းလည်းတာဝန်ကြာရနေရထမ်းဆောင်ခဲ့တယ်အခုလည်းလက်ရှိဟိုတမာစီဝါကြကြနဲ့အလုပ်လုပ်ပြီးတော့ပဲတော်လိုင်းကိုပြန်ထောက်ပို့နေတဲ့လူတယောက်တော့ပဲကျွန်တော်ရဲ့အကြောင်းကတော်တော်များသိကြပါလေနော်ချစ်သူမုန်းသူပြောချင်တာပြောနေတဲ့စကားတွေကိုရဲ့ဘွားရည်ကြအမှန်တွေကိုပဲသိတာမဟုတ်လို့ဒီလောက်ပဲကျွန်တော်ပြောပါမယ်နော်အဲ့တော့ဖြစ်တဲ့ပုံကဘယ်လိုလဲဆိုတော့မနေ့ညနေ9:00ရနေကျွန်တော်တို့ဦးလေးအိမ်ပေါ့နော်ဦးလေးက ရွာမှာမြို့မြတ်နှဖုံရွာမြတ်နှဖုံပေါ့ဗျာသူက2021မတိုင်ခင်အထိရွာမှာရွာလူကြီးတွေပြောမယ်ဆိုကျွန်တော်တို့ငငယ်တုန်းကကိုရင်သွားဝေးရင်လည်းရွာမှာပဲဟိုတကြီးအိမ်မှာပဲအိပ်ရတာတကြီးဦးတောင်းတော့ပါလို့ရှိမှအိပ်ရတယ်ဟိုဦးလေးကြီးကချမ်းသာတယ်ပတ်စံရှိတယ်ရှိရဆိုတော့သူ့ရဲ့သမီးတွေဘာရလဲစာလုံးမှာပေါ့နော်အကုန်လုံးအလုပ်လုပ်နေကြတယ်အာပြောမယ်ဆိုရင်အဆင်ပြေတဲ့အတိုင်းဝိုင်းရွာမှာပတ်စံရှိတယ်ဦးလေးကအသက်87ရှိပြီဗျာအဲ့တော့မနေ့ကညနေ9:00နာရီမှာအိမ်ကို PDF 6ရောက်ဆိုင်ငယ်3စီးနဲ့လာတော့ဆိုင်ငယ်3စီးနဲ့လာတော့သူကဟိုဘာမှမလုပ်ထားဘူးလေသူရေချိုးနေရေချိုးနေတဲ့အချိန်မှာလာခေါ်တော့လိုက်သွားတာပေါ့စုံစမ်းနေရရှိတယ်မေးမြန်းနေရရှိတယ်အခုတော့မှစာရေးတောက်လျှောက်ဝင်နေတယ်တော့တဲ့တင်းအချက်လက်တွေကျွန်တော်ထပ်တောင်းနေတယ်အိမ်ကနေเนาะအဲ့တော့ဖြစ်တဲ့နေရာပြန်လဲဆိုတော့တရက်ဟိုပါပေါ့မကွေး မကွေးတိုင်းပေါ့နော်ဒါတရက်ခရိုင်ပေါ့တရက်ခရိုင်ဟိုကံမရွာမှာနော်ကံမကံမကြောက်ဆောင်ရွာလို့ခေါ်တယ်ဟိုပကုတ်ကူပဲအချမ်းမဟုတ်ဘူးလင်းတွေဒေါ်လာပြောတာလေတရားပြည်လင်းတွေဒေါ်လာဟိုတင်းပေးရဟိုဟာပကုတ်ကူပဲကကြောက်ဆောင်မဟုတ်ဘူးညီလေးအဲ့တော့ဖြစ်တာကဒီဘက်ဖြစ်တော့မနေ့ကကျွန်တော်တင်လိုက်တဲ့ကိစ္စမှာအကုန်လုံး short ဖြစ်သွားတယ်ဖြစ်ပြီးတော့ကျွန်တော်အကုန်လာမောင်မဲတို့ကဒါအယုံကြည်တရားကြီးရောက်တိုင်မှာဆိုပြီးတော့ကျွန်တော်ရဲ့ညီဟို အတွဲပေါ့နော်သူတို့ကအကောင်လုံးကဝင်းရံပြီးနေအခုလည်းဒီတရက်ခိုင်ကဟိုရှိတဲ့ညီလေးအဲ့မှာဟိုကို့ဦးလေးလိုပဲအဖေအသက်ခံတဲ့လူတွေလာပြီးတော့ဝင်းရံပြီးတယ်ဝင်းရံပြီးတော့ဖြစ်တဲ့အောင်ပြောပြမယ်လက်နဲ့ကင်တာပဲကွာဟလာငေါလဲကင်ခဲ့တာပဲဒါပေမဲ့ဒလန်ဟုတ်ဤမဟုတ်ဤ ရှင်းတယ်မရှင်းတယ်ဘာကြောင့်အကြောင်းတရားရှင်းရတယ်ဘယ်လိုမျိုးရှိရဲဆိုတဲ့ဟာတွေအကုန်လုံးကစစ်ခုံယုံဒါမှမစစ်ယုံနဲ့သွားတာအရင်ဆုံးမရှင်းခင်မှာဖန်စီရေလောက်ရတယ်စစ်ကြောရေလောက်ရတယ်အကုန်လုံးတေးကြပြီးဆိုမှရှင်းရတယ်ဒါကလက်နက်ကင်နဲ့ဟာ UG မှာဆိုရင်တော့ဒါဒလန်ရှင်းတယ်ဆိုရင်ဒါသူဟာဘလောက်တိစစ်တပ်နဲ့ထဲထဲဝင်ဝင်ပတ်သက်ပြီးတော့ပြည်သူလူထုကိုဒုက္ခပေးလေပြည်သူလူထုကိုဒုက္ခပေးတဲ့အကြောင်းအရာတိတိကျကျရှိမှဒါတော်လိုင်းအင်းမှာဒါလုပ်လို့ရတယ်ဒါတော့မှစီမင်းစီကနေရှိတယ်မနေ့ကဦးလေးကိုလာခေါ်သွားတာကလက်နောက်ပြန်ဂျိုးတုတ်ပြီးခေါ်သွားတယ် ခေါ်သားပြီးတော့ရွာမှာပဲပြတ်တက်လိုက်တယ်။နော်ဒီဟိုပြောမယ်ဆိုပြစ်လိုက်တဲ့အခါမှာလည်းမျက်နှာကိုပြစ်တယ်ဗျာမျက်နှာကပွင့်ထွက်ပြီးရောရွာလူတွေကလည်းကြောက်လန့်ပြီးရောဟိုဒီနေ့မနက်အစောကြီးကိုတကြိုလိုက်တယ်ဖြစ်တာကဘယ်လိုလဲဆိုတော့ကျွန်တော်ဓာတ်ပုံနေတာဘာရောဘယ်လိုခြိုက်ထားလဲဆိုပြီးတော့မိထားရွာမှာလည်းဖြစ်တာကဦးလေးရဲ့အမျိုးသမီးကလည်းအသက်80ကျော်ပဲအဲ့တော့ဘသူမှသားသမီးတွေကလည်းဟိုရက်ဝင်းမှအလုံးလုံးနေရဆိုတော့ဟိုမနေ့ကဦးလေးရဲ့အမျိုးသမီးကပြေးရတာပေါ့ဗျာအဲ့တော့ PDF ဆိုတာ ਨੇ ဒါတော့စင်ကောင်းဖြစ်ရတယ် ဟို PDF ဆိုတာ ਨੇ ဒါကိုယ့်ဘာသားတွေပါဒါပေမဲ့ရွာမှာဒီလိုမျိုး PDF မြင်တာ ਨੇ လက်အောင်လို့ဘာကြောင့်ဒီလိုမျိုးလုပ်ခဲ့တာလဲအမှန်တိုင်းဆိုရင်တခုခုဆိုရင်လေအများပြည်သူပွင့်လင်းမြင်သွားတော့နောက်တော့မြန်တတင်းထုတ်ပြန်ချက်တရားလောက်ရတာအခုကတတင်းထုတ်ပြန်ချက်လည်းဘာမှမလုပ်ဘူးကျွန်တော်မနက်ကသွားမေးတယ်ဟိုတရက်ခင်အမှတ်လေးတရင်ကိုကျွန်တော်သွားမေးတယ်မေးတဲ့ခါမှာဒီကံမဘက်မှာတဲ့စီရေးအခြေအနေရှုပ်ထွေးနေလို့တဲ့သူတို့မသိပါဘူးတဲ့မသိဘူးဆိုတော့ဒီ PDF ဒီဇိန်နဲ့လူ6ယောက်ကဆိုင်ငယ်3သိန်းနဲ့လာပြီးဦးလေးကိုလာဖမ်းခေါ်သွားတယ်စစ်စစ်မင်းမြန်းစရာရှိတယ်ဆိုပြီးခေါ်ပြီးတော့ ရွာအနေအောင်မထွက်သေးဘူးတပ်ပလိုက်တယ်အဲ့လိုနေထားနေရှိတယ်ဟိုပြောကြတဲ့ကျွန်တော်လည်းငငယ်တုန်းကအိမ်မှာသွားပြီးကိုရင်တစ်ခါပဲဝင်ဖူးတာဗျာအမေတို့ခေါ်သွားတော့အမေရဲ့အကိုတွေကိုအခုဆုံးဟိုအမေက2024မှာဆုံးသွားတော့ဒီဒီလကအမေရဲ့ဆုံးသွားတာတနည်းပြအိမ်မှာသူ့ရဲ့အကိုအငယ်ကိုဟိုညနာကိုတဲ့ပြီးတော့ပြစ်ခံတယ်လာတဲ့တနက်တွေကတော့ကျွန်တော်ထင်တာ16တို့ဘာလို့ပဲနေမှာပါအိမ်ဘက်ကအရင်တော့ကကရင်ဒူဘာတို့ကလည်းဝင်မှုတယ်အေးဘက်ကလည်းဝင်ပြီးတော့ဟို control လုပ်ဤမလုပ်ဤကိုကျွန်တော်မသိဘူးဒါပေမဲ့ခုနောက်ပိုင်းအောင် MOD လက်အောင်ပါမယ် ဒါဦးမီမွန်တို့လောက်အောင်မှာရှိတဲ့ MOD လောက်အောင်မှာရှိတဲ့တိုင်ရင်တွေကဒီလိုလုပ်တယ်ဆိုကျွန်တော်ကပြောရမယ်ဆိုဒါသွေးကြွေးဖြစ်သွားပြီနော်ဒီကိစ္စကိုတိတိကျကျအကုန်လုံးသတင်းမထုတ်ပြန်တရွေ့မိသားစုကိုတိတိကျကျကြေလည်အောင်မဆွေးနွေးနိုင်တရွေ့ဘာကြောင့်လဲဆိုတော့တင်းသွားတဲ့ဖုန်းတွေမှာသူ့ရဲ့ဥကုငယ်ရဲ့အကူဥကုကြီးဆိုရှိတယ်ရန်ကုန်မှာသူ့ကိုလည်း high နေပါတယ်သွားလို့ပြီးလို့လို့ဦးလေးက blog ပြလိုက်တယ်လို့ပြောတယ်အခုဆုံးသားတဲ့ဦးလေးဆိုတာလေကြကြီးရွာကြီးမှာမျက်နှာဖုံးဖြစ်တဲ့အတွက်သူကအလှူတွေလည်းအများကြီးလုပ်ခဲ့တယ် မမကကံမဲ့ဘွားမှာနေထိုင်ခဲ့တယ်။အဲ့တော့ဒီလိုလူမျိုးကိုခေါ်ပြီးတော့စုံစမ်းစရာရှိတယ်ဆိုပြီးတော့အာဖန်ဒီချုံတောင်ပြီးတော့ဟိုပါပေါ့နော်အဲစစ်စေးတာမျိုးလည်းမရှိဘဲနဲ့လက်လွတ်စပယ်တက်လိုက်တဲ့ဟာပေါ့မူတည်ပြီးတော့ဒီတရက်ခံအမှတ်လေးတရင်ရဲ့ဒါအပိုင်နယ်မြေလို့ပြောတယ်အဲ့တော့အဲ့ဟာကဘလို့တာဝန်ယူမှုတာဝန်ခံမှုနဲ့ဘလို့သွားမှာလဲမဟုတ်ရင်တော့ကျွန်တော်ကတော်လိုင်းရေးသမားဖြစ်တယ်တော့ကျွန်တော်ဒီတော်လိုင်းရေးမှာလည်းရဲရဲဝင်းဝင်းရိုးချွန်ကျွန်တော်ပါဝင်ခဲ့တယ်အဲ့တော့ ကျွန်တော်ဒီကိစ္စကိုလုံးဝကျေနပ်မှာမဟုတ်ဘူးဘလို့နီးနေပဲဖြစ်ဖြစ်ဖြစ်တဲ့နီးပေါင်းစုံနဲ့ပြန်ပြီးတော့ကျွန်တော်ဖြေရှင်းမှာဖြစ်တယ်။ဟောအဲ့တော့ဟိုပတ်သက်ရပတ်သက်ချောင်းနေအကုန်လုံးပြန်ပြီးတော့ဒီကိစ္စကိုစုံစမ်းပေးကြပါ။သိဆုံးသွားတဲ့လူနာမည်ကဥကုငယ်ကျွန်တော်ကခေါ်တာဘဘဥကုငယ်လို့ခေါ်တယ်။အသက်81နော်အသက်လည်းကြီးပြီ။음ဒီလိုလူတယောက်ကိုလူကြီးတယောက်ကိုလက်ပြန်ကျိုးတုပ်ပြီးတော့ရွာလေကောင်မှာပြတ်တက်ခဲ့တာ။ဒါတရားမဝင်ပါဘူး။ အဲ့တော့ကျွန်တော်တို့ထောက်ခံနေတဲ့အာကျွန်တော်တို့ဒါချစ်တန်ညီပင်ကလူတွေအနေနဲ့ဒီကိစ္စတွေအကုန်လုံးရှားတရင်နေလဲရှောင်ရှားကြဖို့လိုပါတယ်တိတိကျကျနဲ့ဘယ်သူပါအမှုလုပ်လို့ဘယ်လိုမျိုးစီရင်နေဆိုတာတွေရှိတင်ပါတယ်ဖြစ်တင်ပါတယ်ဒီလိုမျိုးလဲလဲဆိုပဲချက်တင်းကနေဖန်ဆိုလာလိုက်တက်လိုက်ရွာလူတွေကိုအကြောက်တရားထဲထားတာစကားစားရဲ့ခြေလမ်းနေနဲ့တွားတူနေပါတယ်အဲ့တော့ဖြင့်ကျွန်တော်ကစကားတွေမယုံမလွန်မဲအခုဒီပြောနေသေးပါเนาะအခုဒီလိုက်လွှဲနေတဲ့အထဲမှာလည်းဖြစ်တင်နိုင်ရုံပဲကျွန်တော်ပြောသွားပါတယ် ကျွန်တော်တို့ဒါမိသားစုဝင်ထဲမှာမဟုတ်ပါဘူးတခြားဘသူဘသူရဲ့မိသားစုဝင်ကိုမှအဲ့လိုသွားလို့လို့မရပါဘူးနောက်ဆုံးရန်သူမိသားစုဝင်ဖြစ်နေရင်တော့မှဘယ်နေရာကနေပြီးတော့ပြည်သူလူထုကိုတစ္ဆာဖောက်တယ်ဆိုတော့သူရဲ့ထိုက်တန်သောအပြစ်ကြီးလေးရင်လည်းကြီးလေးတယ်ပေါ့ရောက်ရင်လည်းပေါ့ရောက်တယ်အဲ့ပေါ်မူတည်ပြီးပဲတရားစီရင်ခွင့်ရှိရပါမယ်တရားစီရင်ခွင့်ပေးရပါမယ်ဒီလိုမျိုးလက်လွတ်စပယ်ခေါ်ပြီးတော့ဒါကြက်ကလေးငါကလေးတတ်တယ်လို့မျိုးတတ်တာကိုတော့ဘသူမှလည်းဒါအပြစ်မယ်လို့တော့ကျွန်တော်မထင်ပါဘူးများသောအဖြစ် ပြည်သူလူထုတွေကတော့မကြိုက်လို့ကျွန်တော်စကားဆောက်တော်လန်နေတာပါစကားဆောက်ရဲ့လောက်ရက်နီးလူအတိုင်းလုံနေတယ်ဒီတရင်တွေကိုဘလို့မျိုးသွားပြီးတော့ပြန်တန်းခတ်မလဲကျွန်တော်တို့ပြည်သူလူထုအနေနဲ့အဲ့အကိုမူတည်ပါကျွန်တော်ပြောတာဒါ PDF တရင်အားလုံးကိုဆိုလိုခြင်းမဟုတ်ပါကျွန်တော်ဒါမြေပြင်မှာတာဝန်ထမ်းဆောင်တူတူတာဝန်ထမ်းဆောင်ဘူးတဲ့ညီကိုလေးကျွန်တော်အခုလက်ရှိဒီမြေပြင်ကိုကျွန်တော်ထောက်ပို့ပေးနေတယ်တရင်နေနဲ့လွမ်းလာမှမတက်ဆိုင်ပါအဲ့ဒီဘက်မှာတာဝန်ယူမှုတာဝန်ခံမှုရှိရမယ်ဖြစ်တယ်တရက်ခရိုင်အမှတ်၄တရင် အနေနဲ့ဘယ်လိုမျိုးဒီကိစ္စကိုဖြေရှင်းမလဲပေါ့မနက်ကတော့ကျွန်တော် screen shot တွေအကုန်လုံးကျွန်တော်ပေးထားတယ်အဲ့ screen shot တွေမှာသူနဲ့စကားပြောထားတယ်ဟာလေအကုန်လုံးပါတယ်အဲ့ပိုင်းထဲမှာတော့မတည်ဘူးပဲဒါပေါ့နော်အစီရေးတွေဟိုပါစုံစမ်းခတ်တယ်ပြုတယ်ဟိုပါဒီထောက်ဖို့နေနဲ့ပါဝင်တာလေးစားပါတယ်ဆိုပြီးတော့ပဲဆင်းသွားပါတယ်ဘာမှ reply မပြန်တော့ပါဘူးအဲ့တော့ဒီလိုလုပ်လို့မရပါဘူးအပိုင်းနေမြဖြစ်တဲ့တော့အဲ့ဒီဘက်ကနေပြီး PDF ဖတ်တဲ့စိတ်နဲ့ လူ6ယောက်ဆိုင်ရ3စီးလာပြီးတော့ကျွန်တော်ရဲ့ဦးလေးကိုဟိုမျက်နှာကိုပြန်ပြပြီးတတ်သွားတဲ့ကိစ္စအမှုမှန်ပေါ်ဖို့အတွက်အားလုံးစူးစမ်းပေးစီခြင်းပါတယ်ပြီးတော့ဒီအမှုကိုလည်းပေါ်ပေါ်ရွတ်ရွတ်မထားသင့်ပဲနဲ့ဘာကြောင့်လဲဆိုတော့လက်နဲ့ကင်ထားတဲ့လူတွေအကုန်လုံးကစိတ်ကပြောင်းလဲရှိမှာကိုယ်တိုင်လည်းလက်နဲ့ကင်မှုတဲ့အတွက်သိပါလေလက်နဲ့ရဲ့အစိတ်ကိုနော်ဒါကင်ထားပြီးွားရင်ဘယ်လိုဖြစ်တယ်လဲဆိုတော့သိပါလေအဲ့တော့အဲ့အနေထားရင်မှာဒါအခုတကြိုတော်မှရွာတကြိုလိုက်ရတယ်။တက်ပြီးတော့ဒီတိုင်းပြတ်သွားတာနော်။မြေမြုပ်ပေးခဲ့တာတို့တကြိုပေးခဲ့တာတော့မဟုတ်ဘူးဗျာ။တက်ပြီးတော့ရွာလိုက်ကောင်မှပြတ်သွားတာရွာပြန်တကြိုပေးရတာဒီမနက်ကမှဘယ်သူမှအောင်သွားမကောက်ရဲဘူးအလောင်း။ ပုံစံကတပုံစံတည်းကပဲခြေရောက်သွားနေလဲဆိုတော့စစ်ကောင်စီခြေရောက်သွားနေတယ်သွားနေတယ်ဆိုတော့ဒီလိုမျိုးကြီးဖြစ်တာဟာအနာဂတ်တိုင်းပြည်အတွက်လည်းမကောင်းပါဘူးအခုလှူဒန်းနေတဲ့လူတွေအကုန်လုံးအတွက်လည်းမကောင်းပါဘူးဒီလိုမျိုးကြီးသာဆက်ဖြစ်မယ်ဆိုကျွန်တော်တော်လန်ရေးဟာအလကားလို့ကျွန်တော်ပြောလို့ရနေပါပြီ။ဘာကြောင့်လဲဆိုတော့စကားဆိုင်ရဲ့ခြေရာအတိုင်းကိုသွားမယ်နောက်ထပ်လက်နက်ကင်တွေပို့ပြီးတော့တိုးပေါင်းအောင်မွေးမြူလိုက်ခြင်းကပြည်သူတွေအတွက်ဒုက္ခနှစ်ဆပို့ပြီးတော့ဖြစ်စေနိုင်ပါလေဗျာ။အဲ့တော့ဒီလိုမျိုးဖြစ်တဲ့ကိစ္စကိုတေးချာချာလေးအေးအေးယူမှု ဆောင်ရွက်စီခြင်းပါတယ်နောက်တစ်ခါပြည်သူတိတိကျကျဒါဟာမှားရင်ပြီးရောလောက်တာလားဘာကြောင့်လဲဆိုတော့ကျွန်တော်သွားမဲ့ system နေရာတစ်ခုမှမကိုက်ညီပါဘူး C တစ်ခုမှမရှိပါဘူး C ကမရှိပါဘူးအမှန်တိုင်းဆိုရင်ဘယ်လိုပဲဖြစ်ဖြစ်အရင်ဆုံးခေါ်ဆောင်သွားမယ်စစ်ဆေးရမယ်မိသားစုနဲ့ပြန်ပြီးတော့အကြောင်းကြားရမယ်အဲ့ရကြေးရွာကြေးကလူတွေအကုန်လုံးကိုအတိပေးရမယ်ဒီလူအားဒီဟာအမှုရှိလားမရှိလားအခုကဘာမှမန်းလည်းမသိဘာမှလည်းပြင်မလုပ်ထားတဲ့ဦးလေးကိုဒီတိုင်းခေါ်သွားတာတော့ဒါအဆင်မပြေပါဘူးเนาะအာဒီ၅နှစ်အတွင်းမှာကျွန်တော်ကတော့ကျွန်တော်ရဲ့ဒါဟိုမိသားစုဟို အချက်လက်တွေအကုန်လုံးကျွန်တော်ဟိုက်ထားတာအဲ့လိုမျိုးဟိုက်ထားလို့ပဲကျွန်တော်ဟာဘယ်ကနေပြီးရောဟိုဘယ်လိုမျိုးမွေးဖွားလာတယ်ဘယ်မျိုးရောဆင်းသက်လာတယ်ဆိုတော့ကျွန်တော်ဟိုတလောပြောမှအမှုပညာမျိုးမျိုးပဲကျွန်တော်ချပြတာပဲရှိပါတယ်ဒါမှမဟုတ်အဖေဘက်ကပါအမေဘက်ကမျိုးမျိုးတွေအကုန်လုံးကိုတော့ကျွန်တော်ဟိုက်လုပ်ထားတယ်ကျွန်တော်မပြောပြထားဘူးဒါပေမဲ့ဒီလိုကြီးဖြစ်တာကတော့မကောင်းဘူးပေါ့ဗျာနော်လောကကျွန်တော်အာမပေးပါဘူးလက်မခံနိုင်ပါဘူးပြီးတော့ဒါသွေးကြွေးဖြစ်နေပါတယ်ဖြစ်နေတော့ဒီကိစ္စကိုဘယ်လိုမျိုးအမှုဒီဒါဥယီမုံတို့နော်ဘလိုမျိုးဒါဖြည့်ရှင်းမလဲဒီကိစ္စကိုအမြဲတမ်းဖြည့်ရှင်းပေးဖို့ဆောင်ရွက်ပေးဖို့ကျွန်တော်အနေနဲ့ဒီကနေပြီးတော့ဟို တိုက်တော့ပါလေဒါအေးလူလူပဲဒါကျွန်တော်တို့ဒါပြောလို့ရတဲ့အနေအထားမှာကျွန်တော်ပြောပါတယ်เนาะဘာကြောင့်လဲဆိုတော့ကျွန်တော်လည်းလန်လန်မီတိုင်းရှိပါတယ်အခုကျွန်တော်ဒါ KNY ဘက်ကိုလည်းကျွန်တော်စာပို့ထားတယ်ဒါအကုန်လုံးပေါ့เนาะကိုယ်အတိတွေအကုန်လုံးကျွန်တော်စာပို့ပြီးစပြီးဇလန်းကအဲ့တော့ဒီဟာကိုအမြန်ဆုံးဖြေပြေလည်အောင်ဖြေရှင်းဖို့ကြေလည်အောင်ဖြေရှင်းပေးဖို့ကျွန်တော်စောင့်နေပါတယ်ဒီလောက်ပါပဲလောလောဆယ်တော့နောက်ထပ်တက်လာတဲ့ information တွေအကုန်လုံးလည်းကျွန်တော်ထပ်ပြောပါမယ်ဒါကြီးတော့လုံးဝလက်မခံနိုင်ပါဘူးအားလုံးပဲ ပြောက်ဝေးပေးကြပါเนาะဒီလိုမျိုးဒီတိုင်းသာသွားမယ်ဆိုရင်တော့ကျွန်တော်စောက်ကဆောက်တိုက်နေတဲ့ငွေတွေအချိန်တွေဘာတွေအကုန်လုံးကမြောင်းနေရောက်ပါပြီအဲဒီလိုမျိုးလုတ်ခွင်းလုံးဝမရှိပါဘူးဒီဟာကစစ်ကုံရုံးမှာပြန်ရှင်းရမယ်ဒါဘသူတွေလာပြီးတော့ဒီလိုမျိုးလုတ်ကြံတက်ဖြတ်သွားတယ်အဲ့ဒီအကုန်လုံးကိုဒိုးနဲ့ဟိုထိုက်တန်တဲ့အရေးယူမှုတွေစောင့်ရက်ကပါမယ်ပြည်လူလူကိုပွင့်လင်းစွာဟိုရှင်းပြရပါမယ်เนาะအဲ့ဒီအကုန်လုံးကျွန်တော်စောင့်မျှော်နေပါတယ်ဒီနေ့ကစပြီးတော့ကျွန်တော်မနေ့ကမှစုံနေဆိုဒီနေ့ကစပြီးတော့ကျွန်တော်ဟိုရက်ကိုရေတွက်ပါတယ်ဘယ်လောက်ထိအလုပ်လုပ်တာ တောင်းရင်မှုတောင်းခံမှုရှိတာအရေးယူဆောင်ရွက်တာဘလောက်ဒီဒါယာယီအစိုးရလို့ပြောထားတဲ့ဟာတစ်ခုကနေပြီးတော့ဒါအချိန်သုံးချတယ်ဘလိုမျိုးပြည်သူကိုကျေနပ်အောင်ပြန်လည်ဖြည့်ရှင်းတယ်ဆိုတာကိုစောင့်မျှော်နေပါမယ်ပြီးတော့ဒါဟိုဟိုဒါအိမ်တော်ဦးသီးဒါဆုံးပသွားတာဖြစ်တဲ့အတွက်အဲဒီကြံခဲ့တဲ့မိသားစုကိုဘလိုမျိုးတောင်းရင်ယူမလဲတောင်းရင်ခံမလဲအဲ့ဒါလည်းကျွန်တော်စောင့်ကြည့်နေပါလေအားလုံးကျေးဇူးတင်ပါတယ်ဗျာဟုတ်ကဲ့ပါ